ရန်ကုန်မြို့52လမ်းအထက်လမ်းမှာတိစောက်နေတဲ့ဒုတိယမြောက်ညစေးကိုဇန်နဝါရီလအတွင်းမှာပို့လစ်သွားဖို့စီစဉ်နေရလို့ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီကတောင်းရှိသူတူကပြောပါတယ်ဒီသတင်းကိုတော့စုစုတွေကပေးပို့ထားပါတယ်ရှင်ပစနောင်မြို့နယ်လက်တော်ကိုစီလီတွေရဲ့တောင်းဆိုရှဲရရန်ကုန်တိုင်းနေသားရေးဆိုရဖွေရအခွင့်ပြုတာကြောင့်52လမ်းအပေါ်ဘလောက်ညစေးတန်းတစ်ခုကိုဖွင့်လှစ်မှာဖြစ်ပါတယ်ရန်ကုန်မြို့တော်စီမံတရားရေးကော်မတီကအဲ့ဒီညစေးကိုဒီစင်မာလာဒုတိယဘက်ကစတင်ကတိစောက်နေတာဖြစ်ပြီးအခုလထင်မှဖွင့်လှစ်သွားမှာပါ ကျွန်တော်တို့ဒီပစံတော်ပြုတ်နေနှစ်ရက်ခွဲ52လမ်းမှာတော့ကျွန်တော်တို့ညာစည်းလုပ်ဖို့အတွက်ကိုအမျိုးတော်စီစဉ်နေနဲ့စီစဉ်ဆောင်နေတာရှိပါတယ်စီစဉ်ဆောင်နေတဲ့အခြေအနေကတော့ကျွန်တော်တို့အဲ့ပစံတော်ပြုတ်နေ52လမ်းမှာညာစည်းလုပ်မယ်ဆိုပြီးတော့ပြည်သူတို့တော်ပစံတော်ပြုတ်နေရဲ့ပြည်သူတော်ကိုယ်စားလှယ်ဒီနော်နောက်ပြီးတော့တိုင်းပြည်တိုင်းချွတ်တော်ကိုယ်စားလှယ်ဒီသူတို့ကနေပြီးတော့မြို့တော်ဝန်ကြီးကိုတင်ပြကြပါတယ်တင်ပြတဲ့ပုံမှာမတည်ပြီးတော့ကျွန်တော်တို့ဒီမြို့တော်ဝန်ကြီးကိုလည်းဆင်းစစ်ပြီးတော့မှဒီနေရာလေးကိုတော့ကျွန်တော်တို့52လမ်း လွတ်တော်ကိုယ်စားလှယ်ကြီးရဲ့တရားချက်အတိုင်းပဲတုံ့တင်နေလို့ယူဆတဲ့အတွက်ကျွန်တော်တို့ဒါပြင်ဆင်မှုလုပ်ပေးနေဖြစ်ပါတယ်။ညာဈေးဖွင့်လိမ့်မယ်လန်ကိုကွန်ကရစ်ခန်းတဲ့လုပ်ငန်းတွေရေရရှိဖို့အတွက်ရေငုပ်တက်ဆင်ပေးတာတွေမီးတိုင်တက်ဆင်ပေးတာတွေနဲ့ဆိုင်ခက်မြေနေရာချထားပေးမှုတွေကိုလှုပ်ဆောင်နေတာဖြစ်ပြီးလက်ရှိမှာ60ရာခိုင်နှုန်းကျော် BC နေပြီဖြစ်တယ်လို့ပြောပါတယ်။အဓိကလမ်းမကြီးတွေဖြစ်တဲ့ဘူရှုပ်လန်အနော်ရထာလန်ကုန်တယ်လန်းနဲ့မဟာဘယ်ဥလလန်းတွေရဲ့လမ်းမတွေပေါ်မှာရောင်းချနေတဲ့ဈေးတွေကိုညာဈေးမှာဦးစားပေးနေရရှပ်ပေးတော့မှာဖြစ်ပါတယ် ရွတ်တော်ကိုယ်စားလှယ်တွေရက်ကုတ်အုပ်ချုပ်ရေးမှုအဖွဲ့တွေနဲ့စီဝင်သားရေးကော်မတီအဖွဲ့ဝင်တွေပူးပေါင်းပြီးလမ်းဘေးဆေးတွေစီရင်တွေကို လက်တလောမှာလစ်လံကောက်ယူနေတာဖြစ်ပါတယ်ရန်ကုန်မြို့ရဲ့ဒုတိယမြောင်းညာဆေးဖြစ်တဲ့ငါးဆေးနဲ့လမ်းညာဆေးမှာဆိုင်ခန့်တခန့်ကိုရှစ်ပေပက်လေနေရာချပေးထားတာဖြစ်ပြီးဆိုင်ခန့်တရာကျော်ဖွင့်လင့်နေအောင်လှုပ်ဆောင်ထားတယ်လို့ပြောပါတယ်ပူပြီးတော့ရန်ကောက်မယ်လို့ထင်တာပေါ့နော်ညာပိုင်းဈေးရောက်မှာနေကင်းပိုင်းညာပိုင်းဆိုဈေးတွေများလာတော့နည်းနည်းပါးပါးပို့ပြီးရန်ကောက်မယ်လို့ထင်တာပေါ့ အရင်နဲ့ဆိုင်ပေါ့နော်ဒါမဲ့လို့ဥရောရှစ်ပေလေးပေးမယ်ဆိုရင်တော့အဆင်မပြေဘူးပေါ့ဥရောကြံရရောလက်ဖက်ရထမင်းတို့ဒါမျိုးလေးရောက်လာပြီးတော့ဟိုခုနပြောလို့ပေါ့လေအင်းငါးကြနံပါတ်၅ကြဆိုတယ်လို့ပဲအကုန်လုံးပေါ်မှာရှစ်ပေလေးပေးရင်တော့အဆင်မပြေဘူးဟိုရှစ်ပေ၃ခွက်လောက်ပေးမယ်ဆိုရင်တော့အဆင်ပြေတာပေါ့လေဟိုရောင်းချနေလဲကြာပြီဆိုတော့ငါးဆင်းနဲ့လဲညာစင်းမှာမနက်၆နာရီမှ၁၇နာရီအထိကိုဟင်းဒီဟင်းရွက်နဲ့အသားငါးတွေကိုရောင်းချခွင့်ပြုမှာဖြစ်ပြီးညနေ၃နာရီမှ၁၇နာရီအထိကိုတော့စားတော့ဆိုင်ရွက်တွေကိုဖွင့်လှစ်ရောင်းချခွင့်ပြုတော့မယ်လို့သိရပါတယ် ကျမဆုစုတွေပါ